ပရီဒီစီအကြိုက်အာရှအကြိုက်ကျွန်တော်အကြိုက် မင်္ဂလာပါဗျကိုကိန်းစတာဖုတ်ဘောရှူအနေကျူတူပါရီကျွန်တော်ကိုခတ်ပါဘလုံးမွဲကိုစီးပွားပွဲကစားလို့ရညီကိုရီအားလုံးအတွက်ဒီနေ့ညမှာရှင်ပြိုင်ကစားမဲ့ချန်ပီယံလိပွဲတင်တွေကိုနာမည်ကြီးဘလုံးမွဲသုံးသက်ခံမန်းတဲ့ website တစ်ခုဖြစ်တဲ့ Predicy နဲ့အတူအာရှရဲ့အကြိုက်တွေကျွန်တော်ရဲ့အသင်းရွေးချယ်မှုတွေကိုကျွန်တော်ညီကိုရီအတွက်ဝေမျှပေးသွားရမှာဖြစ်ပါတယ်တလက်စားတဲ့အသည့်ပေးချင်တာကကျွန်တော်တို့ဝေမျှတဲ့အကြံပေးချက်တွေကိုကိုယ့်ရဲ့အကြိုက်နဲ့ထပ်တူညီမှသာလျှင်ရွေးချယ်ပါကျွန်တော်တို့တနေ့က Premier League ွဲစဉ်ကိုအတော်များများမှန်ကန်ခဲ့တယ်ဒီချန်ပီယံလိပွဲတွေမှာလည်းလွဲကောင်းလွဲနိုင်တယ်ကိုအကြိုက်နဲ့တူမရွေးတာအကောင်းဆုံးပါပဲခင်ဗျဒါလေးကိုတလက်စားတယ်အသိပေးပါရစေโอเคအဲ့တော့ကျွန်တော်ပထမဆုံးပွဲဘာစီလိုနာနဲ့အိုလံပီယာကော့စ်အကြောပေးမှုက 2D ဘာစီလိုနာကလက်ရှိချိန်မှာအကောင်းဆုံးအခြေအနေမှာရှိမနေဘူးဆိုရင်ဒီအကြောပေးမှုကတော့ဘာစီလိုနာဖြစ်တဲ့အတွက်ကြောင့်အကြောပေးရတာပဲတစ်ဖက်အိုလံပီယာကော့စ်ကတော့ Nottingham Forest အသင်းပိုင်ရှင် Marina Kiss ပိုင်တဲ့ Greece ထိပ်တန်း club Greece ရဲ့ထိပ်တန်း club လို့သာပြောတာအလောက်ထိယုံကြည်ခြင်းစရာကောင်းတဲ့စွမ်းဆောင်ရည်မျိုး ရှိတော့ရှိမနေဘူးဘာစနာရဲ့ level နဲ့မတူဘူးဗျာနှစ်ဆင့်လောက်နေတယ်အတင်းတင်းပါဒီတို့ကြောင့်ဒီ2တွေကပြိုင်ဘက် Olympia Court ဆိုပြီးတော့ကျွန်တော်တွေကစပိန်မြေမှာလက်ကမောင်းသွားခတ်လို့မရဘူးအာရှရဲ့အကြိုက်သည်ဘာစီလိုနာဖြစ်ပါတယ်တစ်ဖက်က Predator ရဲ့အကြိုက်ကလည်းဘာစီလိုနာပါပဲ3-1လို့ခန့်မှန်းထားပါတယ်ကျွန်တော်လည်းဒီပွဲတင်မှာဒီ site နဲ့ site နဲ့အမြင်ချင်းတူတယ်ဘာစီလိုနာကိုပဲရွေးချယ်ပေးပါရသည်ကဲတော့ကျွန်တော်နောက်ထပ်တစ်ပွဲ Carrot El Martin နဲ့ AP Purpose ဒီပွဲတင်ကိုတော့ AP Purpose က တရေတဝက်ရှုံပေးထားတယ်ဆိုတော့ကာဇက်စတန်အသင်းငယ်လေးတသင်းအနေနဲ့ ရီယယ်မက်ဒရစ်နဲ့တွေ့တဲ့ပွဲမှာအစပိုင်းစွတ်ဆောင်ရင်လေးတော့မဆိုးဘူးအထာလေးတော့ကောင်းတယ်ပေါ့ဗျာဒါပေမဲ့နောက်ပိုင်းမိနစ်တွေမှာရီယယ်မက်ဒရစ်ရဲ့စိုးမိုးချက်လေခြင်းကိုပြန်ပြီးတော့ခံခဲ့ရတယ်ဒါပေမဲ့တစ်ဖက် AEB ဖာဘုတ်စ်ကလည်းဘာမို့လို့လဲဆိုရင်မေဂွန်ပြန်မေးလို့ရတယ်အကျော်ပင်မှုပြန်ပေးထားတာ AEB ကပြန်ပေးထားတာတစ်ဖက်ကကာဇက်စတန်အသင်းဖြစ်တဲ့အင်ရှင်ပရိသတ်အားဘာညာနဲ့အသင်းသေးလေးဖြစ်ပါစေအောင်ရီယယ်မက်ဒရစ်လိုပြိုင်ဘက်မျိုးကိုရင်ဆိုင်ရတာမဟုတ်တဲ့အတွက်ကျွန်တော်ကတော့ခါရစ်အာမဒေးကိုပို့ပြီးတော့သဘောကျတယ်ဗျအာရှရဲ့အကြိုက်ကတော့ကျွန်တော် ော်နဲ့အမြင်ချင်းလွဲပါတယ်သူကတော့ AEP purpose ဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်ကို Predicey က11တီပွဲဖြစ်သွားမယ်လို့ comment ထားတဲ့အတွက်ကြောင့်ကျွန်တော်နဲ့ Predicey ကတော့အမြင်ချင်းတူညီတယ်လို့ပဲပြောပြရသည်နောက်တစ်ပွဲသွားရမယ်ဒီ Champion League ပွဲစဉ်3ရဲ့ Shet Tee Shet ဖြုတ်မယ်ပွဲ Arsenal နဲ့ Atletico Madrid အကျော်ပေးမှုကလက်ရှိချိန်ထိပြောင်းလဲမှုမရှိသေးဘူးကျွန်တော်မနေ့က preview အတန်အတွင်းကလေးကစောင့်နေတာဒီချိန်ထိပဲ ဝန်တီပေးထားပါတယ်။အာရှကတော့အတလတီကိုမက်ဒရစ်အသင်းကိုရွေးချယ်ထားပါတယ်ခင်ဗျ။ပရီတဇီရဲ့ခမန်းရွေးချယ်မှုကတော့အာစနယ်2-1နဲ့နိုင်သွားမယ်လို့ခမန်းရွေးချယ်ထားပါတယ်။အာစနယ်နိုင်သွားတယ်ဆိုရင်တော့ချေးခွာအဆင်ပဲရှိတယ်။2-0ပြတ်ဖို့3-0ပြတ်ဖို့ခတ်တယ်ဗျ။ဒါကျွန်တော်တို့အတွေးအမြင်ပါ။ဆိုတော့ပရီတဇီ မှန်တယ်လို့ပုံစံ2-1ထက် i1c လို့ပုံစံမျိုးဖြစ်သွားနိုင်တယ်အတလက်တီကိုကလည်းနောက်ပိုင်းပွဲမှာနှစ်ပွဲဆက်19သူတွင်းလိုက်တယ်ပေါ့နော် Real Madrid နဲ့ Frankfurt ကိုဒါပေမဲ့ Arsenal ကလက်ရှိချိန်ခန်းစစ်အရင်ကောင်းတဲ့အသင်းတစ်သင်း Etigo ကဂိုးသွင်းမဲ့ကြိုးစားပေမဲ့ Emirates မှာအလောက်ထိလွဲမှာမဟုတ်ဘူးကျွန်တော်ကတော့ Total ကို Under နဲ့ Atletico Madrid အသင်းကိုရွေးချယ်ပေးချင်ပါတယ်ဒီလိုကြောင့်ဒါ site နဲ့ site လုံးနဲ့အမြင်ချင်းတူတယ်လို့ပဲပြောရမှာပါနောက်ထပ်တစ်ပွဲ Copenhagen နဲ့ Brescia Dortmund အကြောပေးမှုရ Brusha Dortmund ကတလုံးသွင်းရင်တောင်မှတဝက်ပျော်ရွှင်မှုပဲပေးထားပါဗါးကိုပေဟီဂင်ဒီအတင်းကောက်တတင်ကျွန်တော်ကတော့နားမလည်ဘူးကျွန်တော်ကိုပေဟီဂင်ပဲကြိုက်တယ်ကျွန်တော်ကတော့ရှင်းတယ်ဒီလိုပွဲမျိုးတွေမှာ Brusha Dortmund ကိုမယုံကြည်ဘူးကိုပေဟီဂင်ကိုပဲသဘောကျတယ်အကြောပေးမှုကပြင်းတောင်ပြင်းနေသေးရဲ့ဗျာတကူးသွင်းမှတဝက်ပဲပျော်ရွှင်ဝင်ရမှာ အာရှရဲ့အကြိုက်ကလည်းကိုပီဟေဂင်ဖြစ်ပါတယ်ပရီဒီစီရဲ့ခမန်းချက်ကတော့ဒီပွဲတင်မှာဘရရှာဒော့တ်မန်က2-1နဲ့နိုင်သွားမယ်လို့ခမန်းထားပါတယ်အဲ့တော့ကြောင့်ပရီဒီစီနဲ့အမြင်ချင်းကွဲပြီးကျွန်တော်နဲ့အာရှကအမြင်ချင်းတူညီပါတယ်နောက်တစ်ပွဲသွားရမယ်ဒီပွဲတင်ကလီဗာပူးစင်နဲ့ PSG ဖြစ်ပါတယ်အကြောပေးမှုအရ ခုနကကိုပီဟီဂင်ဒေါ့တမန်ပွဲနဲ့တူတူပဲတကူတဝက်ပြောင်းရွှင်ခွင့် PSG ကပေးထားတယ်ဘရုစင်စားကြည့်ကိုပီဟီဂင်ဒေါ့တမန်ပွဲမှာဒေါ့တမန်ကိုယူရတော့မလားကျွန်တော်ရလီဗာကူဆင် PSG ပွဲမှာပဲ PSG ကိုယူရတော့မှာပေါ့လီဗာကူဆင်ဒီအရင်ကလီဗာကူဆင်မဟုတ်တော့ဘူးပြောင်းလဲသွားပြီ PSG ကတော့ကစားသမားမစုံမလင်ရှိနေပေမဲ့လည်းကောင်းနေသေးပဲကျော်အာရှရဲ့အကြိုက်ကလည်း PSG ဖြစ်ပါတယ်။တစ်ဖက်က Predici ရဲ့ခမန်းရွေးချယ်မှုကတော့2-1နဲ့ PSG နိုင်သွားမယ်လို့ခန့်မှန်းထားပါတယ်။ကျွန်တော်တို့အားလုံး PSG ကိုပဲအကြိုက်ချင်းတူညီသွားနဲ့ရွေးချယ်လိုက်တာဖြစ်ပါတယ်ခင်ဗျ။ဟုတ်ကဲ့တလက်စာရဲမိတ်ဆက်ပေးချင်တာကျွန်တော်ညီကိုညီဘလုံးဝဲကစားချင်တယ်ဆိုရင် Super Senior ဖေဖော်စီမှာ I Back 18ကို9လုံး Miss မင်္ဂ6တို့ကိုမမသိအပိုစုချင်းများစွာနဲ့ယုံကြည်သွားကစားလို့ရပါတယ်။အသေးသေးသိချင်တယ်ဆိုရင်တော့ဘဘနံပါတ်39 869 669440မှာဆက်သွယ်ဆုံးသံမေးမြန်းလို့ရပါတယ်ခင်ဗျာ။ကျွန်တော်နောက်ထပ်တစ်ပွဲကတော့ Newcastle နဲ့ Benfica ဖြစ်ပါတယ်။အကြောပေးမှုကတော့ Newcastle 1-D ပါခင်ဗျာ။ဒီပွဲစဉ်ကိုအာရှ Newcastle အသင်းကိုကြိုက်တင်းဖြစ်ရွေးချယ်ထားပါတယ်။ တစ်ဖက်ကပရီတစီရဲ့ခမန်မှုကလည်းနျူကက်ဆယ်2-1ဖြစ်ပါတယ်နျူကက်ဆယ်နိုင်ဖို့အရန်ကြီးခတ်တော့မခတ်ခဲဘူးဗျနျူကစ်ဆယ်ကပါဝါအပြည့်နဲ့တွန်းတွန်းတက်တက်ကစားတဲ့အသင်းတင်ဂိုးတကိုရဖို့ဆိုတာသူတို့အတွက်သိတော့မခက်ဘူးဒါပေမဲ့ဘန်ဖီကာကလည်းဂျိုဆင်းမော်ရီညိုရဲ့ဘန်ဖီကာဖြစ်တယ်အထင်သွားသေးလို့မရဘူးချယ်ဆီနဲ့ရင်ဆိုင်ကစားတဲ့အချိန်ကာလတုန်းကလည်းကပ်ပြီးတော့ပဲရှုံးတာတခြားသော ညံညံနဲ့ဒီဒီပွဲတွေမှာကျွန်တော်တို့မြင်တွေ့ရနိုင်သေးတယ်ကျွန်တော်ကတော့ဘောင်းမြန်ပါကျွန်တော်ကဘန်ဖီကာအသင်းကိုရွေးချယ်ခြင်းပါတယ်โอเคကျွန်တော်နောက်ထပ်တစ်ပွဲထပ်သွားအောင်ခင်ဗျဒီပွဲစဉ်ကတော့ PSV နဲ့ Napoli ဖြစ်ပါတယ် Napoli ကတရေတဝက်ရှုံးပေးထားပါတယ်အာရှရဲ့အကြိုက်ကတော့ PSV ဖြစ်ပါတယ်ပရီတီစီရဲ့ခမန်းမှုကတော့ဒီပွဲစဉ်က1-1တရေပွဲသွားမယ်လို့ခမန်းထားပါတယ်အဲ့တော့ Napoli အသင်းကို ဒီ side နဲ့ side လုံးကလုံးဝအနိုင်မပေးဘူးဆိုတဲ့သဘောမျိုးပဲတကယ်လက်တွေ့မှာရော Napoli အနေနဲ့ PSV ကိုအဲ့လောက်ထိခက်ခဲနိုင်လို့လားကျွန်တော်တော့မထင်ဘူးဒီနေ့ရသည် Netherlands club တွေကအထင်ကြီးလောက်စရာစွမ်းဆောင်ရည်မျိုးကျွန်တော်တို့မတွေ့ဘူး IS ဆိုလည်းခွက်ခွက်လန်အောင်ရှုံးနေတာ PSV လည်းအဲ့လောက်ကောင်းတဲ့အသင်းတစ်သင်းတော့မဟုတ်ဘူးအသင်းရဲ့အကြီးအကဲစားသမားတချို့ရောင်းထုတ်ခံခဲ့ရတယ်အထူးသဖြင့် Johan Bakayoko ကို PSV မှာမရှိတော့ဘူး Napoli ကတော့ Antonio Conte နဲ့တောင့်တင်းကြစ်လက်နေတဲ့ဖြစ်ပါတယ် Napoli မရှုံးလို့ကျွန်တော်ထင်တယ်ဗျာတရေ ကျသွားပလိစီအောင်နောက်ဆုံးတဝက်ရှုံးလိမ့်မယ်ကျွန်တော်ကတော့ဒီပွဲတွေမှာနာပိုလီအသင်းကိုဒီ site နဲ့ site လုံးနဲ့ပတ်ကံပြီးတော့ရွေးချယ်ပေးကြပါတယ်နောက်တစ်ပွဲကတော့ Union Saint Gallois နဲ့ Inter Milan ဖြစ်ပါတယ်အကြောပေးမှုရကြည့်မယ်ဆိုရင်ဒီပွဲတွေက Inter Milan အသင်းဒီတလုံးတဝက်ပျော်ရွှင်ခွင့်ပေးထားပါတယ်ဒီပွဲစဉ်ကိုအာရှအကြိုက်ကတော့ Inter Milan ဖြစ်ပါတယ် Predici ရဲ့ခံမှန်းမှုကတော့ဒီပွဲတွေမှာ င်တာမီလန်အနေနဲ့2-0နဲ့နိုင်သွားမယ်လို့ခန့်မှန်းထားပါတယ်။အင်တာကိုကျွန်တော်တို့မယုံခဲ့ပဲဘက်ကန်ခဲ့တဲ့ပွဲတွေရှိမှရှိတယ်။မှားတယ်။မှတ်မိတယ်ကျွန်တော် IS နဲ့အင်တာမီလန်ပွဲ IS ကိုရွေးထားတာ IS ကတကယ်ချင်းတာပါဗျာ။အဲ့တော့ဒီပွဲတွေမှာကျွန်တော်တို့အင်တာမီလန်ကိုစွန့်စားရွေးချယ်လိုက်တာပို့ပြီးတော့ကောင်းမယ်ပေါ့နော်။ side to side လုံးနဲ့အမြင်ချင်းတူညီပါတယ်။နောက်ဆုံးပွဲ Valerian နဲ့ Man City ဒီပွဲတွေက Man City တစ်လုံး တဝက်ပြောရှုံခွင့်ပေးထားတာတိတ်တော့ယုတ်တိမတန်ဘူးမန်စီးတီးလို့ level မျိုးအဖို့တစ်ဖက်ကဝိုင်ယုံရှင်ကုန်သင်းမောကဟိုးရင်တော့လောက်အရှိန်ဝါကြီးတော့တဲ့အတင်တင်မဟုတ်ဘူးဗျဒီတစ်ဖက်မှာပေးခဲ့တဲ့အကြောပေးမှုတွေဒီတလုံးတဝက်ပြောရှုံခွင့်အကြောပေးမှုတွေများတယ်ဗျဒီဝက်တင်ကို အာရှသည်မန်စီးတီးအချိုက်ရွေးချယ်ထားပါတယ်ပရီဇီကတော့မက်ဆီဒီ10နဲ့ကတ်နိုင်သွားမယ်လို့ခန့်မှန်းထားပါတယ်ကျွန်တော်တို့လည်းမတက်နိုင်ဘူးမက်ဆီဒီကိုယုံပြီးစူးပုံနင်းတာထက် အားလင်းဟာလန်ကိုယုံပြီးပဲစူးပုံနင်းရမှာပေါ့နော်။တခုဆိုအားလင်းဟာလန်ကိုတောင်းတရမယ့်သဘောမျိုးဖြစ်နေတယ်။ကျွန်တော်တို့လည်းမန်စီးတီအသင်းကိုပဲရွေးချယ်ပေးကြပါရစေခင်ဗျာ။ Okay ဒါကတော့ဒီညမှာရှင်မြိုင်ကစားဖို့ရှိနေတဲ့ချန်ပီယံလိပွဲစဉ်တွေထဲမှာအကြိုက်အသင်းတွေကို Predicy, Arsha, ကျွန်တော်ကိုခန့်တို့ရဲ့အကြိုက်တွေပေါင်းထည့်ပြီးတော့ရွေးချယ်ပေးကြတာပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။